ီလူတိုင်းသားမြို့ပြနေလူတန်းစားအားလုံးကခုကျွန်တော်နှိုးဆော်တဲ့ဖြက်လေးဖြက်ဆိုတဲ့ဖြူဟာကိုကောင်းစွာနားလည်ပြီးတော့အချိန်ကြိုက်ပါဝင်ပူပေါင်းပေးချဖို့ပါပဲဒီဖြက်လေးဖြက်ဖြူဟာကိုဘေးရက်ဒီမှာကျွန်တော်ကစတင်ဖို့နှိုးဆော်ချင်တယ်လဲဆိုရင်ဖက်စစ်စစ်တက်ကသူတို့ခေါ်တက်မတော်နေပေါ့တကယ်တော့ဖက်စစ်တော်လိုင်းကြီးနေကြောက်တဲ့28ရက်နေ့မတိုင်ခင်ရှေ့လာမဲ့မတ်လ25ရက်နေ့ကစပြီး3ရက်ကြာကျွန်တော်တို့ကြိုးစားကြာစီချင်တာပါမတ်လ25 26 29 တုံးရလုံးမှာဖြီးသူတိုင်းတပ်ပြက်လုံးဟာဖြတ်လေးဖြတ်ဆိုတဲ့အတွေးကိုဝင်ပြီးအခုတည်းကကြိုတင်ပြင်ဆင်ဖို့လို့ဆိုကြတာပါဖြတ်လေးဖြတ်တရားဘာမှနံပါတ်1ဖြတ်ကဘာဖြတ်မလဲဆိုတော့ဖတ်စ်အကြံဖက်တက်ကလက်ရှိအသုံးပြုနေတဲ့သူတို့ရဲ့စစ်တပ်သော fiber cable network ကြီးဟာဓမ္မပြီးဓမ္မပြီးတရားစကြောက်ရောင်းလို့ဒီမြင်းကြံလို့မိထီလာလို့တာစီလို့ရမဲသိပြောခွဲစတယ် အပြည့်ကိုနေပြီးတော့ကနေပြီးတော့ဘိုးချက်ချာယူပြီးတနင်္ဂနွေလုံးကိုသူတို့တွေ့တန်းထားတာရှိပါတယ်။လုံးခဲ့တဲ့9နှစ်6နှစ်လောက်ကလေးကစီမံချက်ချပြီးတော့ဒီကာလမှာအာနာသိမ်းပြီးရင်တန်းပြီကိုစိတ်ရန်ရိုင်းနဲ့ကောင်းကောင်းဖိနှိပ်ဖို့သူတို့ကိုယ်တိုင်စစ်တပ်သေးတဲ့သော fiber network ကြီးကိုတည်ဆောက်ထားတာရှိပါတယ်။အဲ့တော့လုံးခဲ့တဲ့9နှစ်6နှစ်လုံးမှာမိမိတို့ဒီမျိုးပြတွေမိမိတို့ရဲ့လေခွင့်တွေမိမိတို့ရဲ့ကြီးရွာတွေကိုဖြတ်တန်းပြီးတော့လေးပြီ9ပြီလောက်ရေကြီးအောက်မှာအနှတူးပြီးတော့ fiber cable ဒီလိုအနှက်ရောင်ပိုက်ကြီးပိုက်မင်းတွေသူတို့ဖြုတ်မြှုပ်ထားကြတာ မတက်သေးပြတ်တော့သွားတယ်မှာမူတည်ပြီးတော့အမိပြီးစီကန်းနဲ့တော့မတိုက်တော့တာလေလီရင်ပြပြန်တန်းနေတော့တာလေထောက်ပံ့မှုမရတော့လို့ဖက်ပြပုတ်ပြားနေလို့လိုက်မဖမ်းကြတော့တာနဲ့ဖီယိုဖီရဲ့ကစင်ကလေးအပြူကွဲပါလိမ့်မယ်နောက်တစ်ခုကလက်စစ်တားလိုက်နေဖြတ်တော့လိုက်တဲ့ကြောင်လီရင်ကွင်းနေတိုက်ရင်နေမပြန်တန်းနိုင်ပဲနဲ့သူတို့ကြီးစွာသောအခက်အခဲတွေကြုံတွေ့ရပါလိမ့်မယ်နောက်တစ်ခုလောင်စာကြီးဖြတ်တော့ပြေဆိုခြင်းခံရတဲ့ကြောင့်တနင်္ဂနွေလုံးသူတို့ရဲ့အသေးရွှေပြောင်းမှုတွေရပ်တန့်သွားပါလိမ့်မယ်။နောက်ပေါက်ရည်တော့ရင်ဖြတ်တော့ခံရတဲ့ကြောင့် တို့တပ်ဖွဲ့ဝင်မိသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီးဗယုံမင်းရဲ့အခြေအနေမှာတို့အားလုံးလည်းပေါက်ကွဲစုပူအုံကြွကြပါလေဒီချိန်မှာကျွန်တော်တို့ဒေါ်လိုင်းတပ်ဖွဲ့တွေအားလုံးဟာမဟာဗျူဟာမြောက်တဲ့ထူးစစ်တွေကိုဆင်နွှဲကြပါလေသာပြီးဒုတိယလုံးဖြတ်လေးပြတ်ဗျူဟာအတွက်အခုတည်းကနေရာရွေးချယ်ခြင်းလက်နက်စုဆောင်းခြင်းအခြေဆက်စနစ်တကျပြုမှုခြင်းစီစဉ်ခြင်းနဲ့လှုပ်ဆောင်ပြီးရင်ဆက်လက်ပြီးပူပေါင်းချိတ်ဆက်ရမယ်ဒေါ်လိုင်းလွတ်မြောက်တပ်ဖွဲ့တွေနဲ့ ပေါင်းစားမဲ့အစီအစဉ်တွေကိုစနစ်တကျရွေးချယ်ခြင်းများပြုလုပ်ထားဖို့လေးစားစွာလို့ဆိုလိုက်ပါတစ်စစ်ချန်ဖက်အာနာရှင်စနစ်2025မှာမြန်မာပြည်ကဒီတိုင်ခွဲပြောက်ချုပ်ငင်းရပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ပြိုလဲဖို့အတွက်ဖြက်လေးဖြက်စီမံကိုဗိုလ်ကြီးနေမျိုးစင်မှချပြလိုက်တဲ့ရုပ်တံအပြင်ဘင်္ဂလားဒေ့ရှ်မှာ အာစာခေါင်းဆောင်ပါဆက်တူဦးကိုအာနာပိုင်များဖန်စီရမိတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ်အာစာခေါင်းဆောင်အာတာဦးလတ်အပါဝင်ဆက်တယောက်ကိုဘင်္ဂလားဒေ့ရှ်အထူးတပ်ဖွဲ့ကမတ်လ18ရက်မှာဖမ်းမိခဲ့တယ်လို့ဒေတာတွင်သတင်းဌာနတွေကသတင်းဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်ထောက်လန်းရေးကအာစာခေါင်းဆောင်ရဲ့သတင်းရပြီးတဲ့နောက်နော်ရီယန်ငင်ဂျာခရိုင်ဆက်တူကင်ဂျာမြို့နယ်မှာအာတာဦးလတ်အပါဝင် အာစာဖွဲ့ဝင်10ယောက်ကိုဘင်္ဂလားဒေ့ရှ်ဒါက23တိန်းဒါတစ်ချောင်းတန်ကျိုးတစ်ချောင်းလက်ပတ်နာရီ၄လုံးနဲ့အတူဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။2018ခုနှစ်ကရခိုင်မြောက်ပိုင်းမှာနေချားဆောက်ရဲစခန်း30ကိုတပြိုင်တည်းဝင်ရောက်စီးနှင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အာစာဖွဲ့ကဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကသူတို့ရဲ့နိုင်ငံထဲမှာအကြမ်းဖက်လုပ်ရက်တွေစီစဉ်နေတယ်လို့တန်လျာရှိတာကြောင့်အခုလိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အာတာဦးလတ်အပါဝင်အာဆာဖွဲ့ဝင်9ယောက်ကိုဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှုတိုက်ဖျက်ရေးအဥပဒေနဲ့တရားမဝင်ဝင်ရောက်မှုဆိုင်ရာအမှုနှစ်ခုနဲ့တရားစွဲဆိုထားပြီးကျန်တဲ့မျိုးသမီး3ယောက်နဲ့ကလေးငယ်1ယောက်ကိုတော့အကြမ်းဖက်မှုနဲ့ဆက်ဆက်မှုမရှိပေမဲ့ထိန်းသိမ်းထားတယ်လို့သိရပါဗျ2025ခုနှစ်မလ18ရက်ပြည်သူတိုင်းသားတရားလုံးတို့ရေးကြည့်တဲ့လို့ဆိုပန်းစားချက်တစ်ခုတင်ပြကြပါမယ်ဒါကတော့ဒီကနေ့ကျွန်တော်တို့တနင်္ဂနွေလော ရင်ဆိုင်ယုံကံဖြတ်ကျော်နေကြတဲ့ထွေထွေအခက်ခဲချက်တဲတွေဆိုးဝါးလာတဲ့ဖက်စစ်အချမ်းဖက်အာဏာရှင်စနစ်ကြီးရဲ့လက်အောက်ကနေအပြီးတိုင်လွတ်မြောက်ဖို့အတွက်အချိန်ကျလာပြီဆိုတဲ့တိုက်တွန်းနှိုးဆော်ချက်ဖြစ်ပါတယ်ဒီတော့ကျွန်တော်ကပြည်သူ့ပတ်တော်သားအနေနဲ့ပြည်သူတိုင်းရင်းသားတစ်ရက်လုံးကိုလှည့်နေလျောင်းမြင်းဆောင်မကြံပါဝင်ပြီးတော့ကူညီစီခြင်းနဲ့အစီအစဉ်လေးတင်ပြကြပါမယ် ဒါလက်နက်တွေဆွဲကင်ပြီးတော့တိုက်ခတ်ရဖို့မဟုတ်ပါဘူးလက်နက်ကင်တိုက်ခတ်မဲ့ကျွန်တော်တို့ဒေါ်လိုင်းအင်အားစုတွေဘက်ကလှုပ်ရှားရှိတာကိုတစ်ချိန်တည်းဟန်ချက်ညီလှုပ်ကြတဲ့အချိန်မှာပြည်သူတိုင်းသားမျိုးပြနေလူဒန်းစားအလုံးကခုကျွန်တော်နှိုးဆော်တဲ့ဖြက်လေးဖြက်ဆိုတဲ့ view ဟာကိုကောင်းစွာနားလည်ပြီးတော့အချိန်ကြိုက်ပါဝင်ပူပေါင်းပြီးချဖို့ပါပဲဒီဖြက်လေးဖြက် view ဟာကိုဘယ်ရက်ဒီမှာကျွန်တော်ကစတင်ဖို့နှိုးဆော်ခြင်းတည်းလဲဆိုရင် ဖက်စစ်စစ်တက်ကသူတို့ခေါ်တမတော်နေပေါ့တကယ်တော့ဖက်စစ်တော်လိုင်းရင်းနေကြာရောက်တဲ့28ရက်နေ့မတိုင်ခင်ရှေ့လာမဲ့မတ်လ25ရက်နေ့ကစပြီး3ရက်ကြာကျွန်တော်တို့စူးစမ်းကြားစီချင်တာပါမတ်လ25 26 29 3ရက်လုံးလုံးမှာဖြီးသူတိုင်းသားတရက်လုံးဟာဖြတ်လေးဖြတ်ဆိုတဲ့အတွေးကိုဝင်ပြီးအခုကတည်းကကြိုတင်ပြင်ဆင်ဖို့နှိုးဆော်ချင်တာပါဖြတ်လေးဖြတ်တဲ့ ပထမနံပါတ်1ဖြတ်ကဘာဖြတ်မလဲဆိုတော့ဖက်စစ်အကြံဖက်တက်ကလက်ရှိအသုံးပြုနေတဲ့သူတို့ရဲ့စစ်တပ်သုံး fiber cable network ကြီးဟာမြဝပြည်ရခိုင်ပြည်နယ်အစကြောက်ပေါင်းတို့ဒီမြင်းချံတို့မိထီလာတို့တာစီတို့ရမဲသိန်းပျော်ပွဲစတဲ့အပြင်ကိုနေပြည်တော်ကနေပြီးတော့ဘိုးချက်ချာယူပြီးတနိုင်ငံလုံးကိုသူတို့တွေ့တန်းထားတာရှိပါတယ် လွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကလေးကစီမံချက်ချပြီးတော့ဒီကာလမှာအာနာသိမ်းပြီးတိုင်းပြည်ကိုစစ်ရန်နေရာကြီးနဲ့ကောင်းကောင်းဖိနှိပ်ဖို့သူတို့ကိုယ်တိုင်စစ်တပ်တည်ထန့်သော fiber network ကြီးကိုတည်ဆောက်ထားတာရှိပါတယ်။အဲ့တော့လွန်ခဲ့တဲ့9နှစ်6နှစ်တုန်းကမိမိတို့ဒီမျိုးပြတွေမိမိတို့ရဲ့လေခွင်းတွေမိမိတို့ရဲ့ချင်းရွာတွေကိုဖျက်ဆီးပြီးတော့၄ဘီ၅ဘီလောက်ရေကြီးအောက်မှာနှစ်တူးပြီးတော့ fiber cable ဒီလိုအနှက်ရောင်ပိုက်ကြီးပိုက်မဲကြီးတွေသူတို့ဖြုတ် မြုပ်ထားခဲ့တာမှတ်မိကြပါလိမ့်မယ်နေရာတွေကကျွေးသွားကြအကြောင်းမရှိပါဘူးအဲ့ဒီနေရာမှာပါပဲလွန်ခဲ့တဲ့9နှစ်6နှစ်တော့ဆိုတော့အခုအသက်တွေတချို့တွေလည်းနည်းနည်းတော့ကြီးမှာဆိုတော့အဲ့ဒီ fiber cable တွေကိုလာမဲ့ master 25ရင်းကြီးကစပြီး၃ရက်တိုင်တိုင်ဖြားရနေရာကနေပြီးတော့ပြန်လဲတူးဖော်ပြီးဖြတ်တော့ပြီးပါအဲ့ဒီ fiber cable တွေပြတ်တော့သွားတာနဲ့အမြဥမာဆိုရင်နေပြီးတော့ ਨੇ ဒီမကွေးတိုင်းမှာဖြတ်တော့လိုက်ရင်ရခိုင်ပြည်နယ်ဘက်ကသူစစ်စင်နွယ်နေတဲ့စစ်စင်ရည်အကုန်လုံးနှောင့်နှေးပြက်ပြားသွားမှာဖြစ်တယ်။ထိုရင်းတူစွာပဲဘကိုးတိုင်းဘက်ကနေပြီးတော့ဖြတ်တော့လိုက်မယ်ဆိုရင်တနင်္လာရီဘက်ကစစ်စင်ရည်အစီအစဉ်တွေကိုအားလုံးနှောင့်နှေးသွားမှာဖြစ်တယ်။အဲ့တော့တနင်္ဂလုံကပြည်သူတွေဖြတ်လေးဖြတ်ရဲ့နံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်မှာလုံခဲ့တဲ့၄ကနှစ်ကလာရောက်ပြီးမြုပ်နှံသွယ်တန်းထားတဲ့ fiber cable တွေကိုကြေးရွာလူလူညင်းညင်းလိုပဲဖြစ်စေ တူရင်တဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စီအခုဒီကနေရာရွေးချယ်သတ်မှတ်ထားပြီးမတ်လ25ရက်ညကစပြီးဖြတ်တောက်ပြီးကြပါဒါဖြတ်တက်ပါနောက်ဖြတ်နှစ်ကတော့ဖက်စစ်အကြမ်းဖက်လီတက်တွေအဓိကနောက်တစ်ခါဖက်စစ်အကြမ်းဖက်တက်ကကပါစာစစ်ရုံတွေကိုတွေ့တန်းထားတာစစ်ဌာနချုပ်ကြီးတွေတိုင်ရင်ဌာနချုပ်တွေဖက်စစ်တက်ကလက်ပါစီဖြစ်အသုံးတော်ခံနေတဲ့ယုံဌာနတွေကို ်တွေ့တန်းထားတဲ့လျှက်စစ်ဒါအလိုက်နေရှိပါတယ်ဓာတ်တိုင်နေရှိပါတယ်ဒါတွေကမြေကြီးအောက်ကသွားတာမဟုတ်ဘူးမြေပေါ်ကပဲသွားတာဖြစ်တယ်အဲ့ဒီလျှက်စစ်ဒါအလိုက်တာဝါတိုင်တွေဓာတ်တိုင်တွေကိုမတ်လ25ရက်နေ့ညကစပြီးရရနီလန်အသုံးပြုပြီးဖြတ်တော့တာဓာတ်ကြိုးတွေကိုဖြတ်တော့ရတော့လွယ်ပါလေဟာအဘင်းကြီးကျွန်တော်ဘာလို့လို့ရမှာလဲလို့လို့ရတဲ့နီလန်တွေအများကြီးရှိပါတယ်နော်ကြိုးကြီးတွေကို ထိတ်မှာဂဲလုံးကြီးကြီးနဲ့လေးချင်ကြီးကြီးချီးပြီးတော့အားကောင်းတဲ့လူကတေးချာလွှဲပြီးကျိုးကိုဓာတ်တိုင်ပေါ်ဖြစ်တယ်မှာဖြစ်တယ်ပြီးကျိုးသုံးကျိုးကိုပူပြီးတော့ခြီသွားကျောင်းဂွင်းရှော့လို့စောက်ဆွဲပြီးတော့ရအောင်ဓာတ်တိုင်နှစ်ခုအလဲကနေကျိုးတွေကို short တိုက်ပြီးတော့ဖြတ်တောက်တာမျိုးဓာတ်တိုင်ကိုကျိုးသွားအောင်ဖြက်စီးတာမျိုးစသဖြင့်ဝိုင်းဝင်းပြီးတော့ကုညီကြဖို့လိုပါတယ်ဒါဟာနိုင်ငံမှပစ္စည်းဖြက်စီးတာမဟုတ်ပါဘူးဖက်စီရဲ့အသက်သွေးကြောကိုဖြတ်တောက်တာဖြစ်ပါတယ်ဒါဖြတ်နှစ်ဖြတ်သုံးကတော့ဓာတ်စီတွေ လောင်စာစီတင်ရင်တွေ လေရင်စီတင်တဲ့ရင်တွေဟာအခုဆိုရင်အသွင်ဖြတ်ပြီးတော့ပုံဖြတ်ပြီးတော့အရက်ဖက်ရင် ရောင်ဆောင်ကရင်နှင်းနေမြဲသွားလာတာတွေ့ကြပါလိမ့်မယ်။တချို့ရင်နှင်းတွေဆိုရင်အဲ့ဒီဓာတ်စီတင် လေရင်စီတင်တဲ့ရင်တွေရဲ့ခေါင်းဖုံးခေါင်းဖိုးမှဆိုရင်ဂျမ်ပါတွေပါတက်ဆင်ထားတာတိတိကျကျတွေ့ရပါလိမ့်မယ်။အဲ့ဒီစီရင်နှင်းတွေအဲ့ဒီလောင်စာစီတင်တဲ့ရင်တွေဖြတ်တန်းသွားလာတဲ့အခါမှာရတဲ့နီလန်းနဲ့နှောက်ရှက်ဟန်တာတိုက်ခိုက်ဖို့စူးစမ်းကြရမှာဖြစ်ပါတယ်။ အာကျွန်တော်တို့မှာလက်လက်မှတ်ရှိတာလွဲပါတဲ့လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ဓာတ်ဆီနဲ့ဒီဇယ်ရောထားတဲ့သို့မဟုတ်ဒီဇယ်နဲ့အင်ဂျင်ဝိုင်းဓာတ်ဆီရောထားတဲ့အရေးဟာရေရှည်မီးလောင်စေတဲ့တတိရှိပါတယ်။စစ်ရင်တန်းလောင်စာစီတင်တဲ့ရင်တန်းမဖြန့်တန်းခင်သူတို့ဖြတ်တန်းမဲ့လမ်းတဲ့တဲ့မှာမိမိဆိုင်ကယ်ကဓာတ်ဆီကိုဖောက်ချပြီးအစင်းစ်ပြင်ဆင်ထားပြီးအဲ့ဒီလောင်စာတင်ရင်ဖြတ်တဲ့အချိန်မှာဆီလီမီနဲ့ပြပောက်မီးရှို့တာမျိုးတခြားနည်းလမ်းတွေနဲ့ လမ်းကိုဖြည့်ဆည်းတာမျိုးမှောက်ပေါအောင်လုံတော်လုံဆောင်တာမျိုးစသဖြင့်ဤလမ်းပေါင်းစုံကိုကြံစပြီးဖက်စစ်တပ်ရဲ့တည်သွေးကျော်ဖြစ်တဲ့လောင်စာကြီးတွေကိုဝိုင်းဝန်းဖြတ်တော့ဖို့ကြိုးပမ်းကြပါနော်အဲ့တော့ဒါလောင်ဖြတ်ဖြတ်သုံးဖြစ်တယ်နောက်ဖြတ်လေးရတော့သူတို့ရဲ့ဖက်စစ်တပ်တွေရဲ့စခန်းနေရှိကိုတွေ့တန်းထားတဲ့ရေပိုက်လိုင်းတွေရှိပါတယ်အဲရေပိုက်လိုင်းတွေဟာပြည်သူတွေရဲ့ကြားထဲကပဲဖြတ်သန်းသွားကြတာများပါတယ်အဲ့ဒီရေပိုက်လိုင်းတွေကိုခုတွေကနေရာရွေးချယ်ထားပြီး မတ်လ25ရက်ကစလုံးဝအပြီးတိုင်ပြန်လည်ပြင်ဆင်နိုင်ဖို့မလွယ်ကူတော့တဲ့အထိဖြတ်တော့ဖို့ကြိုးစားပေးပါဒါဆိုရင်ဖစစ်တပ်ဟာပထမဆုံးဆက်သွေးရေးပြတ်တော့သွားမယ်သူတို့ဆက်သွေးရေးပြတ်တော့လို့ပညာဆင်ကြဖို့ကြိုးစားနေကြတဲ့အချိန်မှာသူတို့တက်ချင်းချင်းဆက်သွေးရေးပြတ်တော့တာကိုခွင်ကြီးယူပြီးတော့ထပ်ပြေးခြင်းနဲ့ပြိုကွဲခြင်းနဲ့မိကုံရန်ကုံရိခါကုံကြီးတက်တွင်းတပုံထခြင်းနဲ့သူရဲ့တက်တွင်းကလူတွေအတွက်ခွင့်ရေးကြီးဖြစ်ပြီး တက်ချင်းချင်းအုံကြွမှုတွေဖြစ်ပေါ်ပါလိမ့်မယ်။ဆက်သွေးပြတ်တော့သွားတဲ့ပုံမူတည်ပြီးတော့အမိပေးစီကန်းနဲ့လည်းသွားမတိုက်တော့တာတွေလေရင်တွေမပြန်တန်းနိုင်တော့တာတွေထောက်ပံ့မှုတွေမရတော့လို့ထွက်ပြေးပို့ပြားနေပြီးလိုက်မဖမ်းကြတော့တာနဲ့ဖီယိုဖီရဲ့ကစင်ကလေးအပြူကွဲပါလိမ့်မယ်။နောက်တစ်ခုကလက်စစ်ဓာတ်ラインတွေဖြတ်တော့လိုက်တဲ့အကြောင်းလေရင်ကွင်းတွေတိုက်လေရင်တွေမပြန်တန်းနိုင်ပဲနဲ့သူတို့ကြီးစွာသောအခက်အခဲတွေကြုံတွေ့ရပါလိမ့်မယ်။နောက်တစ်ခုလောင်စာစီး ဖြတ်တောက်ပိတ်ဆို့ခြင်းခံရတဲ့အကြောင်းတနင်္ဂနွေလုံးသူတို့ရဲ့တည်ရွှေပြောင်းမှုတွေရပ်တန့်သွားပါလိမ့်မယ်။နောက်တောက်ရင်တုံးရင်ဖြတ်တောက်ခံရတဲ့အကြောင်းသူတို့တပ်ဖွဲ့ဝင်မိသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီးဘယုံမင်းအခြေအနေမှာသူတို့အားလုံးလည်းပေါက်ကွဲစုပူအုံကြွကြပါလိမ့်မယ်။ဒီချိန်မှာကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအားလုံးဟာမဟာဗျူဟာမြောက်တဲ့ထူးစစ်တွေကိုဆင်နွှဲကြပါလိမ့်မယ်။အပြီးဒုတိယလုံးဖြတ်လေးပြက်ဗျူဟာအတွက်အခုတည်းကနေရာရွေးချယ်ခြင်းလက်နက်စုဆောင်းခြင်း အချိတ်ဆက်စနစ်တကျပြုမှုခြင်းစီစဉ်ခြင်းနဲ့လှုပ်ဆောင်ပြီးရင်ဆက်လက်ပြီးပူပေါင်းချိတ်ဆက်ရမယ့်ဒေါ်လာကြီးလျှောက်တပ်ဖွဲ့တွေနဲ့ပေါင်းစပ်မယ့်အစီအစဉ်တွေကိုစနစ်တကျရွေးချယ်ခြင်းများပြုလုပ်ထားဖို့လေးစားစွာနှိုးဆော်လိုက်ပါတယ်။ဖက်စစ်ကြံဖက်အာဏာရှင်စနစ်2025မှာမြမအမြေကဒီတိုင်ကွယ်ပြောက်ချုပ်ငြိမ်းရပါလိမ့်မယ်။